မော်ဒန်ကာလရာသီဥတုဆိုးရွားမှုနဲ့လန်ခီကြမ်းတမ်းမှုတို့ကြောင့်အိန္ဒိယရခိုင်ကုန်သွယ်မှုလုပ်ငန်းတွေရပ်တန့်နေပြီးကုန်စည်တွေဟာပြည့်စုံမှုတွေအပြင်လန်ခီကြမ်းကြမှုတို့ကြောင့်ရခိုင်ပြည်မှာကုန်စည်နှုန်းတွေမြင့်တက်နေတဲ့အခြေအနေနဲ့ရန်ဆိုင်နေကြရပါတယ်။ရခိုင်ပြည်အတွက်ဆေးဝါးစားသုံးစီနဲ့အခြေခံစားသောက်ကုန်တွေကိုအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကတဆန်အ धिक တန်သွင်းနေကြရတာဖြစ်ပြီးအခုမိုးရသည့်ကာလမှာမကြာခဏမြေပြိုကြတာကာလန်ပိတ်မိတာတို့ဖြစ်တတ်တယ်လို့သိရပါတယ်။ မိုးရသည်ဆိုတာမိုးဥရသည်ကုံသေးရတာပို့ပြီးခက်ခဲတယ်ကိုဘာလို့ဆိုတော့ရေအချင်းနေမတင်ကြီးတာရေဇက်လေတွေတော်တော်ရင်လည်းတကားလိုက်ထန်ပြီးတော့ဇက်လေတွေကြောက်ကြောက်ဆောင်တွေမှာထီးပြီးမှောက်တာတွေအဲ့ဒါတွေအများကြီးကြုံရတယ်ကိုကားလန်းတွေဆိုလည်းပိုင်းပြီးတော့အလန့်တွေမှာတောက်တင်ပြီးတော့လန်းစည်းတွေတအားထောင်းတာလေအဲ့လိုလိုအဲ့လိုလိုလေးဖြစ်တယ်နောက်ပြီးတော့အဲ့နေဇက်တွေမှာကုံတွေရှားထားပြီးမှရေတက်နေပြီးမတရားတက်လာပြီးတော့ကုံတွေမျောပါတော့တာတို့အဲ့ဒါတွေလည်းမကြမ်းကြမ်းကြုံရတယ်ကို လက်ရှိမှာအိန္ဒိယရခိုင်လမ်းပိတ်မှာမြေပြိုကျမှုနဲ့တောင်ကျရေစီးတန်မှုတွေကြောင့်ကုန်းတွေရနေရှိပိတ်မိနေကြပြီးတော့ကုန်းပစ္စည်းတွေဟာလည်းပျက်စီးမှုတွေနဲ့ရန်ဆင်နေရတယ်လို့ရခိုင်ကုန်းတွေကပြောကြပါတယ်။အခုလိုမောအဆင်မပြေရာသန်းပြီးပလက်တမြေရဲ့ရေစင်းကျန်းတဲ့အတွက်မေလ30ရက်နေ့ကပလက်ဝမြို့နယ်ရှမ်းလဝကျေးရွာအနိမ့်မှာကုန်းတန်ဆက်လက်စီးစီးနေမြောက်ခဲ့ပြီးတော့ကုန်းတွေတို့လည်းရေနေတည်ဆုံးခဲ့ရပါတယ်။ဒီမူဥရာတီဆိုတော့ဟိုကုန်းကုန်းတွေရတာတော့ခက်ခဲတယ်အများကြီးရှိတာပေါ့။ လမ်းပိုက်တာတို့နောက်ပြီးတော့ရေးတွေတရားတက်တာတို့အဲ့ဒါတွေရှိတယ်အတန်းဟိုကုန်တွေလည်းအတန်းနဲ့ရင်းမိလို့ရတာတွေရှိတယ်ကုန်တွေလည်းဟိုဟာ transport ဆရာတွေတအားများတော့လေဟိုဟာရောက်ရင်ဟိုရခိုင်ဖက်ရောက်ရင်ခီးစင်းများတော့ဈေးတက်တာတို့အဲ့ဒါတွေရှိတယ်ပေါ့ လက်ရှိမှာပလက်ဝက်နဲ့လောက်တလိုက်နေဆက်မှာရှိတဲ့ကြေးရွာတွေမှာလည်းကလဒန်မြေရင်နဲ့တခြားရှောင်းလက်တဲ့ရဲ့ရစည်းတံမှုတွေအတွက်ကုန်တန်ကရာနဲ့ရှိပိုင်မင်းနေပြီးတော့ကုန်ပစ္စည်းတွေဟာလည်းတောင်းတနေကြရတာဖြစ်ပါတယ်။လက်ရှိမှာအိန္ဒိယနိုင်ငံဘက်ကကွန်ဆူတေစစ်ဆတ်မှုမရှိတဲ့အတွက်ရခိုင်ပြည်တွင်းမှာလည်းစားသားကွန်ဆူတေနဲ့စက်သုံးစီစင်းတွေဟာအရင်ကထက်တစားနေပန်းမြတ်တက်သွားတယ်လို့ကြောက်တော်မြို့နယ်ကဆိုင်ပြည်တော်ကပြောပါတယ်။ဒီရပန်အိန္ဒိယဘက်ကကုန်ပိတ်စစ်တွေမရတာကြောင့်ရခိုင်ဘက်မှလည်းကုန်စည်နှုန်းတွေမြင့်တက်နေပါတယ်။အဓိကကုန်ပိတ်စစ်တွေအဝင်လုံးဝမရှိတဲ့ကြောင်း ချင်းတဲ့ကုံစည်တွေကဇင်းုံမြင့်တက်သွားတာပါမော်တော်ရာသီမှာကုံစည်ဆူဆင်းမှုတွေကြကြမှုတွေရှိနေတာကြောင့်ကုံစည်နှုံးတွေကပွင့်လင်းရာသီထက်ဇင်းုံမြင့်တက်လည်းရှိပါတယ်။လက်ရှိရခိုင်မပိုင်းမြို့နယ်တွေမှာပြီးခဲ့တဲ့ပတ်ကစားစီတလီတာကိုငွေကျပ်8500ကနေငွေကျပ်1000ပုံထောင်၊ကျက်တန်တပိတ်တာကိုငွေကျပ်9000ကနေ1000ထောင် စက်သုံးစီတလီတာကိုငွေကျပ်8000ကနေ10000ကျပ်အထိပေါက်ဈေးရှိနေကြပါတယ်။အဲ့ဒီလိုရခိုင်မှာမြို့နယ်တဲ့အလိုက်ဈေးနှုန်းမြတ်တက်နေပြီးတော့တခြားစားပတ်ကုန်တွေဟာလည်းအရင်ကထက်ဈေးနှုန်းငွေကျပ်3000ကနေ4000အထိမြတ်တက်နေပါတယ်။ဒါပြန်မကွေးတိုင်းဆိုးဖက်ကကုန်တွေရတဲ့လမ်းကြောင်းတွေဟာလည်းတောင်ပြုံမြို့တွေကြောင်းကုန်တွေဟာသွားလာရမရပဲလမ်းနဲ့ရှိပိတ်ဆို့နေကြတယ်လို့သိရပါတယ်။ဒါကြောင့်အခုမိုးရသည်မှာဘင်္ဂလားဒေ့ရှ်ရခိုင်ကုန်တွေရဲ့လမ်းကြောင်းကိုအစပြည့်စည်ရဲ့ကျိုးပန်းတန်တယ်လို့ကုန်တွေတွေကပြောဆိုမှုတွေရှိနေကြပါတယ်။